အားလုံးပဲမင်္ဂလာပါရှင်။တနင်္ဂနွေသားသမီးများအတွက်ဒီဆယ်လာပိုင်း9ရက်နေပြီးတော့17ရက်နေ့အထိတပတ်တာကာလရဲ့ hostan ကိုဟိုဝေးမှာဖြစ်ပါတယ်။ဒီကာလမှာမျိုးရိုးအတွက်ကံအားဖြင့်လုံဝဲမိုင်းဆိုင်ရာကံတရားတအားကိုကောင်းမွန်နေပါတယ်။အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့တိုးသက်အောင်မြင်သွားတာ၊ရာထူးသက်တာ၊လုံဝဲနေရာထိုင်ခြင်းရဲ့အပြောင်းအရွှေ့ကြုံရတာမျိုးတွေကြုံရဖို့ကံတရားရှိပါတယ်။ကိုမထင်မှတ်ထားတဲ့သူတို့ဦးရဲ့လှည့်ပြားခြင်း မိမိကိုစနောက်ကြည့်နေလဲခံအားတက်ပါတယ်အလုပ်ထက်မှာအဲ့တော့ဒီကာလမှာကလုံအောင်နဲ့ပတ်သက်ပြီးတော့တိုးတက်အောင်မြင်သွားမယ်တတိယကြီးကြီးနဲ့လှုပ်ရှားယုံကက် အဲ့လိုရှာလုတ်ကင်မှလည်းပို့ပြီးတော့ကောင်းမွန်တက်တဲ့အချိန်ကာမျိုးမှရှိပါတယ်အဲ့တော့လုတ်ကင်နဲ့ပတ်သက်ပြီးတော့တိုးတက်အောင်မြင်မယ်ကြီးခဲ့သူတို့ဥရဲ့မဆာချင်းကုညီချင်းရရှိမယ်အဲ့တော့နောက်တစ်ခါကျတော့မိလုံဝန်းနဲ့ပတ်သက်ပြီးအခက်အခဲထင်ငေါ်နေတဲ့သူမျိုးဆိုလို့ရှိရင်မိမိရဲ့အိမ်ကိုမိမိရဲ့ဖခင်တို့မို့ကြီးခဲ့သူတို့ရောက်ရှိပြီးနောက်ပိုင်းမှာမိမိရဲ့လုပ်ငန်းတွေရုတ်တက်တိုးတက်အောင်မြင်သွားတာမိမိလုပ်ငန်းတွေမှာဒီယာရုတ္တတာမျိုးတွေတုံတွေ့ရမယ် အနေထားမှာရှိပါတယ်အဲ့တော့ဒီလုံဝဲမိုင်းဆိုင်ရာကောင်းတယ်တို့မဲ့ဆက်နောက်ခြင်းလှည့်ပြားခြင်းနေခံရတတ်တယ်တတိထားမဲ့အချိန်ခါမျိုးမှာလည်းရှိပါတယ်ဝေချင်းပိုင်းဆိုင်ရာကဝေချင်းနဲ့ပတ်သက်ပြီးတော့တို့အရင်သူဝေချင်းပိုင်းဆိုင်ရာခက်ခဲမရှိဘူးဝင်လာဖို့ကံတရားရှိပါတယ်အဲ့တို့မဲ့ဝေချင်းနဲ့ပတ်သက်ပြီးတော့မမြဲတတ်ဘူးအဲ့ဝင်လာတဲ့ငွေကြေးပေါ်မှာ ကိုကဘာအတွက်ဘာအတွက်တိစားပြီးထားတာမျိုးဆိုလို့ရှိရင်အဆင်မပြေဘူးကုန်သွားလိမ့်မယ်အဲ့တော့ဒီဝင်လာတဲ့ငွေချေးပန်းဆိုင်ရာအဓိကနိုင်သွေးကိုတက်နိုင်သွေးအလူကိုဦးစားပေးပြီးတော့လုံပြီးတော့မှသုံးဆက်မယ်ဆိုငွေချေးမြဲမဲ့အနေထားမျိုးရှိတယ်အဲ့တော့ငွေချေးပန်းဆိုင်ရာဝင်လာဖို့ကံတရားရရှိပါတယ်အဲလုံငနဲ့ဝင်တာနောက်တစ်ခါကျောင်းကိုမထင်မတဲ့အကြောင်းအရာတွေငွေချေးဝင်လာတာမျိုးတွေကြုံတွေ့ရတတ်တယ်နောက်တစ်ခါကျတော့အိမ်နာဝေးနဲ့ပတ်သက်ပြီးရဲ့ဒီကာလမှာ အိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြန်လဲအဆင်ပြေခြင်းတက်မြတ်ခြင်းတွေကြုံတွေ့ရတယ်။အဲ့တော့မိမိတို့နှစ်ဦးသားမှာမိမိရဲ့မိခင်တကယ်တော့အမျိုးသမီးတဦးရဲ့ဖြစ်နိုင်ပေခြင်းဖြစ်ဒီကုညီဖြန့်ပြေပေခြင်းပေါ့နော်။ခံရတဲ့ရရှိတတ်တယ်ပေါ့။အဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတအားကိုကံတရားကောင်းတယ်။ဒီကလာမှာအခြေလက်ကံအားကောင်းပါတယ်။ဒါမှတခုရှိတာမိမိရဲ့စိတ်တွေမလန်းဆန်အောင်စိတ်ထဲမှာအမြဲတမ်း နောက်ကျင်းနေတယ်ကိုဖြစ်ချင်တဲ့ဆန္ဒကြီးမျိုးတိတ်နေရတတ်တယ်ဘလောက်တွေကိုရှင်မှာကံပြရည်တက်လာလားကိုကိုကိုအာမရတတ်ဘူးကိုကိုဝမ်းနဲ့စိတ်အားငယ်စိတ်ကြီးပေါ်နေတဲ့အချိန်ကမျိုးမှာရှိရဲပေါ့နော်နောက်တစ်ခုကကြတော့အားနေတာကျမကြီးပိုင်းကျမကြီးပိုင်းအားအနေငယ်နေပါတယ်ကျမကြီးနဲ့ပတ်သက်ပြီးတော့အနာဟောင်းယောဂအောင်ပေါ်တတ်တယ်ကိုကိုကိုဒီမကျင်းတဲ့လောက်အောင် ခံစားရတတ်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အဲ့တော့ဒီကာလကအဓိကဒီကျမကြီးပိုင်းကစိတ်လူစွာတဲ့စိတ်ပိုင်းဆိုင်ရာမှာ အနေငယ်အားနေတတ်တဲ့အချိန်ကမျိုးမှာရှိတယ်ပေါ့နော်။ ဲ့တော့နောက်တစ်ခုကအဓိကကတော့ဒီကာလမှာမိမိတို့ခက်ခဲစေတဲ့အရာမိမိကူညီပေးထားတဲ့သူတွေရဲ့ပြန်လည်နှောက်ယှက်ခြင်းတွေခံရတတ်တယ်။မိမိယုံကြည်ထားသူကမိမိပေါ်မှာလှည့်စားခြင်း၊လိမ်လည်ခြင်းတွေခံရတတ်တယ်။အဲ့ရတကူကသတိထားလိုက်မယ်။အဓိကဒီကာလကအဲလူယုံထားလို့မရဘူးပေါ့နော်။လူယုံထားမှဆိုရင်ဒီကာလမှာမိမိကိုပြန်လည်စားခြင်းခံရတတ်တယ်။နောက်တစ်ခုကကြတော့ဒီအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ဒီကာလမှာ အဆင်ပြေနေပါဆိုသူများအကြောင်းဒီကာလမှာပြဿနာဝင်လာတတ်တယ်။အဲအဆင်မပြေဘူးဆိုတဲ့သူတွေကညှိနှိုင်းမှုနဲ့သူပြန်လဲအဆင်ပြေသွားတဲ့အချိန်ခါမျိုးမှာရှိတယ်။အဲ့တော့အဓိကကဒီကာလမှာကမိမိစိတ်လိုလျာဒေါသကြီးတုတ်ပြတ်တဲ့အကြောင်းအရာတွေမှာတတ်နိုင်သမျှတိတ်ခတ်မယ်ဆိုလို့ရှိရင်မိမိရဲ့ကံတရားအရာပုံမကောင်းမှမှာရယ်နော်။ အဲ့တော့ဒီကာလမှာအဓိကအနေနဲ့ရင်းနှီးမြှုပ်နှံမဲ့ကြီးရင်မှလောက်ကမ်းမယ်ဆိုလို့ရှိရင်တော့ဒီကာလမှာမကောင်းသေးပါဘူး။အဲအဓိကငွေကြေးပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာရလုံမှုနဲ့လုပ်တဲ့ကိစ္စတွေမှာအမှန်မအောင်မြင်တတ်ပါဘူးနော်။အဲ့တော့ဒီကာလမှာကံအားဖြင့်ကပြောမဆိုရင်ကံကောင်းတဲ့ဘက်ကိုသွားနေတာအဓိကကို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 အလိုမချမှုတာရှော့ရှော့ချလိုက်မယ်ဆိုရင်အရာအားလုံးအဆင်ပြေတယ်ပေါ့နော်။အဲ့တော့ဒီကာလမှာမိမိရဲ့ကံတရားတွေပုံမကောင်းမှုပြီးတော့ကောင်းကျိုးရရှိဖို့အတွက်လှုပ်ဆောင်တဲ့ မိမိတို့အကောင်းဆုံးရည်ရည်အားတော့ဖရာတဆူကိုသွားပါအဲအဲ့မှာဒီစင်မီပန်းမှန်ရေချမ်းကတ်လူပူဇော်ခြင်းနေပြုလို့လူတန်းပြီးသွားတဲ့နောက်မှာမြတ်တရဝါလေးတွေကိုလှုပ်ပေးပါအဲ့တော့အကောင်ရည်တွေကမရှိဘူးမိမိနိုင်သည်လှုပ်လို့ရတယ်ပြီးတော့နောက်တစ်ခါလှုပ်ပြီးသွားတဲ့နောက်မှာမိမိဖြစ်ချင်တဲ့ဆန္ဒကိုဆူတောင်းတာမျိုးပြုလို့ပြပါအဲ့ဒါမိမိရဲ့ဒီကာလမှာကြုံတွေ့ရတဲ့အခက်အခဲတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိစေမှာဖြစ်ပါတယ်အဲ့တော့တနည်းအားဖြင့်ချစ်မဲ့စီမင်းအားလုံး အကျန်တာပြောရှင်ကြပါသည်ဒီကာလဟာကံကောင်းတဲ့ကာလဖြစ်ပါရဲ့နော်ကျေးဇူးများအိတ်တမာတယ်ရှင်